他不丢在了。我 မမှန်လောက်တတ်တာအလုံးလိုက်မလုံးလိုက်ပေါ့ဘယ်နည်းကဗမာလူတွေကပေါ့ယုံကြီးပေါ့အခုဆောင်နေဆိုရင်လည်းသူကအာဒီဘိုးဆောင်နေတည်ကြတော့အဖက်ကလေးတော်မှန်ဒီဒီဘက်လေးစားပြီးရင်တော့အပြစ်ကြီးလို့ခံစားအာဘုအဆောင်ရင်းကြတော့လေစာရင်းတိုင်းစာငင်းကန်စာ ားဆုံးကဖြစ်ရှိဘူးဗတရားဟန်ကြီးနဲ့ဒီတိုင်းပဲဥပုံဆောင်နဲ့ရက်နဲ့အဆောင်နဲ့ရက်နဲ့သူကအញ្ញံသွားနေပြီလေအဲ့ဒါအမှန်ကန်သေးဘူးဥပုံဆောင်နဲ့နေကြတော့အဖက်လေးတစ်ဖက်လေးတော့မှမစားဘူး ဆောင်နေနေကြတော့စားကျင်နိုင်စားတောက်ကျင်နိုင်တောက်တော့သူကအဲ့လောက်ကသူကတမတ်ချက်ပေါ်မှာပေါ့ချိန်ကာလပေါ်မှာမိခုထားတာဘူးဆောင်နေနေဆိုရင်လုံးဝမစားဘူးမစားဘူးဆိုရင်စားကျင်နိုင်စားအတရားနိုင်တဲ့ချိန်တိုင်းရင်တော့လုံးဝမလုပ်ဘူး။အကြံနဲ့ချိန်တိုင်းတော့လှုပ်ချင်တိုင်းလှုပ်ပြောချင်တိုင်းပြောဖုံးဖို့ချင်တိုင်းဖုံးပေါ့။အဲ့ဒါကဦးဇင်းတို့ရဲ့မမြင်ရတဲ့စိတ်ထားပေါ့ ောကြတဲ့ဆရာကြရင်တက်တယ်ဘောမကြတဲ့ဆရာကြရင်မတက်ဘူးပေါ့ဒါတွေကလည်းမညီမျှတဲ့သဘောထားတွေအတရားစခန်းရဲ့ပဲလုံးလုံးတရားကိုလုံးမယ်အတရားစခန်းရဲ့မဟုတ်တော့ရင်တော့မလုံးတော့ဘူးဘုံကိုကျင်နိုင်ဖို့မယ်ပေါ့အိတ်ကျင်နိုင်အိတ်မယ်ဒါလည်းမညီမျှတဲ့သဘောထားပေါ့ဥပ္ပဆောင်ရဲ့ရဲ့နဲ့ ဆောင်းနေရတဲ့ဇာတော့ပုံရမ်းခွာနေမဟုတ်သေးဘူး။ဘုရင်တို့ဆိုရင်လူဘဝတော့လည်းဒါပါတော့နေပုံတိုင်းပုံဇာတော့ပုံကဒါတရားစကားနေဦးနေရတဲ့တရားလက်ရှင်းပြနေတော့ညနေပိုင်းရရင်ဦးနေကသမေးစားတာမဟုတ်ဘူးလူဘဝလေးဘုန်းကြီးပြောကြတယ် ောင်းလာတာအများကြီးမရှိဘူးပေါ့လေအဲ့ညနေသားမစားဘူးအတချင်းလေးပါလေနားဆောင်နားစားပေါ့လေလေတရားထိုင်မှသတိကတ္တာပေါ့။တရားမထိုင်တဲ့အချိန်မှာလည်းတနေ့နဲ့များအာယုန်လေးသာတိုက်တိုင်းသတိကတ္တာ။တရားထိုင်တဲ့အချိန်နဲ့မထိုင်တဲ့အချိန်တော့မှဥစဉ်ကအရင်ခွာပေါ့

ဲ့ဒါကဘုရင်တို့ကဒီပရမတရားကိုမမြင်သေးတာပဲပြောနောက်ဆုံးဝိနည်းထွက်စီရှိတာနဲ့ပေါ့ဟိုတရားမထိုင်ခင်မှာသာပါတော့ဘုရင်တို့ကညောင်းတာကိုကြည့်တယ်ကွာတရားနိုင်တော့ဝိနည်းထွက်စီကိုကြည့်တယ်ကွာဒီအာယုကတို့ကဝိနည်းထွက်စီရလဲဘောဓပါယုံနဲ့ညောင်းနေတာတွေဆိုတာကလည်းဘောဓပါယုံတွေကတူတူပဲ ဲ့အာယုံကတူတူပဲနေရာမှာပုံပြီးတော့မြင့်မြတ်နေတာမျိုးကောင်းနေတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ဦးဇင်းကတရားနိုင်တဲ့ကြီးမှာတော့ဒါတတိယပညာဖြစ်ဖို့အခွင့်အမ်းပုံများတာဒီကတတိယပညာမဖြစ်ဘူးဆိုရင်ထိုင်နေတဲ့ချိန်လေးကသူကဒီအာယုံ၆ပါးရဲ့တဘာဝကိုသိနေရတယ်။ဒီအာမထိုင်တဲ့ချိန်လေးအာယုံ၆ပါးတဘာဝကိုသိနေရတယ် ခင်ကဘာမှမကွာဘူးတူတူပဲရင်းနှီးကတော့အာယုံ၆ပါးသဘာဝကိုတော့သိနေရတာမင်းလေးတွက်လေးကိုပဲတီးတီးမိန်းသာမောင်းသားကိုပဲတီးတီးညောင်းနေနာရီလိုပဲတီးတီးပေါ့အတန်လေးကိုပဲတီးတီးပေါ့အတွေ့အာယုံလေးကိုပဲတီးတီးပေါ့စားစားရင်ရတာအာယုံလေးကိုပဲတီးတီးပေါ့ဒီကအာယုံ၆ပါးကတော့သဘာဝကတော့သိနေရတယ်တရားထိုင်နေအာယုံ၆ပါးသဘာဝသိနေရ တရားမတိုင်ခင်အာယုကျော်ဘာသဘာဝတည်နေရဒီကအာယုဘက်မှာမေဃတစ္ဆာမရှိဘူးဒီအာယုမျိုးဘလို့တည်လဲဘလို့နားနေလဲဆိုတဲ့ပေါ့စိတ်ဖြစ်ပေါ်မှုဘက်မှာရင်းရပညာဖြစ်မှာဆင်းရဲဒုက္ခတွေလိုကြောင်းတဏှာတွေကြောင်းဖြစ်တာအဲဒီကျတရား ေးကြမှာပေါ့လေဒါကတော့ကြာလာတော့အာတရားမထိုင်ခြင်းဘူးအင်းပြန်ရင်လည်းဆိုပါလို့ယူတယ်တရားမထိုင်နိုင်ဘူးပြောတယ်သူကမထိုင်နိုင်ဘူးဆိုတော့ကိုယ်နေရာမှာပြန်ပြီးတော့နေတော့လေသူကထိုင်နေတာပဲတည်းသူကတရားထိုင်နေတော့လေအာယုချုပ်ပါသဘာဝကိုသိနေ ရားမတိုင်တော့လည်းအာရုံ၆ပါးတဘာဝကိုတည်နေရတာတရားတိုင်တဲ့ခါမှလူသင်းသွားထိုင်ခရထိုင်မှမဟုတ်ဘူးပေါ့ပြောင်းတိုင်ရက်သွားအိဋ္ဌိယပုတ်၄မျိုးမှာကြက်ကြတူလို့ရတယ်အရင်ထိုင်မှပဲတရားလောရမယ်လို့သင်းတော့တင်ကြဘူးပေါ့ဟိုတရားမတိုင်ဘူးနားနေတော့လေသူကထိုင်ထိုင်ပဲထိုင်ထိုင်ပဲရက်ရက်ပဲပြောင်းရင်ရောဒါပဲဒီပြောင်းတိုင်ရက်သွားအိဋ္ဌိယပုတ်၄မျိုးတွေကအမျိုးမျိုးပဲလုပ်နေရတယ် ဒါပေမဲ့ကျွန်တော်ကဘာလို့ခင်လဲဆိုတော့တရားဆိုင်တဲ့ချိန်ကျတော့ပြန်မှန်းနေအာတရားကျွလိုက်တော့တက်တာလေလို့ခင်တာမမတူတူပဲသူကဒါပေမဲ့ကျွန်တော်တရားဆိုင်ရင်သူကဒီတတ်မှတ်ချက်ကြီးကလွန်မှုနေတာဟောငါတရားဆိုင်နေတယ်ငါရားတရားဆိုင်နေတယ်မလုပ်ရဘူးမလုပ်ရဘူးဆိုတော့ဖီစည်းမှုကြီးဖြစ်တယ်အယုံတရားဆိုင်ရင်ပြန်မှန်းနေဆိုတဲ့ခံစားချက်ဖြစ်တယ် မတရားတိုင်တော်လည်းပြောင်းထိုင်ရက်သွားပြီးမျိုးတွေကတမျိုးမျိုးဖြစ်နေတာအဲ့တမျိုးမျိုးဖြစ်စီမှာဒီအာရုံ၆ပါးတပါးတပါးကိုတိနေရမှာအကျိုးမျက်စိပွင့်ပြီးတော့လည်းတရားထိုင်ကြရတယ်ဒီပါဒီပတိုင်းကြည့်ရင်ဒီကျိုးဟာလာဒီပထဝီကတိုင်းတို့ဒီအော်ရာရာဆိုတဲ့အကြောင်းပေါ့အဖြူရောင်တို့ညီညူရောင်တို့အကြောင်းကတိုင်းနေရှိမယ်ဆိုမျက်စိ ွင့်ပြီးတော့လည်းထိုင်ရတယ်မျက်စိဖွင့်ပြီးတော့ထိုင်ရင်ဒါအယောင်ဆင်းကိုမြင်နေရမှာအမြင်လိုက်ရင်အယောင်ဆင်းနေတယ်ကြားလိုက်ရင်အတန်နေပဲပေါ့တွေးကြည့်လိုက်ရင်အထဝီပြင့်ပြင့်မဲဟဟလာဝါရောပြင့်ပြင့်မဲတေဇောပြင့်ပြင့်မဲလောက်တာပြင့်ပြင့်မဲငိမ့်တာပြင့်ပြင့်မဲမာလာပြင့်ပြင့်မဲပေါ်တာပြင့်မာလာပြင့်ပြင့်မဲပြော ဘူရာပြင်းပြင်းနဲ့အီရာပြင်းပြင်းတရားတိုင်တော့လည်းဒီအာယုံကြောက်ပါပဲတွေ့ကြုံရမှာပဲတရားမတိုင်တော့လည်းတော့ဘာဖြစ်လဲဆိုတော့ဒီအာယုံကြောက်ပါပဲတွေ့ကြုံရမှာလေဘာကွာဒီလိုအမေကွာတာကတရားတိုင်ရင်တော့သူကတိုင်နေကြာကတော့ဦးဇင်းတော်ကထိုင်တာကိုစကားတက်ပြီးပြောတာမှန်မှန်တော့သတိဉာဏ်ပညာဖြစ်အောင်လုပ်နေတာကိုပဲတရားတိုင်တယ်လို့ပြောတယ်ဥပမာတိုင်ဦးဇင်းရဲ့ထားချောက်မယ်သတိဉာဏ်ပညာဖြစ်ရင်သူတို့ပဲတရားတိုင်တာနဲ့ဇင်းဉာဏ်ချောက်တာ နေနေရွှေချောင်းလာဆိုဝိပရာတာမတည့်ရက်ပြီးတော့တရားရှိခိုင်းတယ်တူတူပဲဒါပေမဲ့သူတွေကရက်တာဆိုရင်မကြိုက်ဘူးပေါ့ခိုင်နာဆိုရင်တော့သူကနေနေတက်တာတဲ့ပုံရှိမှာမမလျောင်းတိုင်ရက်သွားတူတူပဲပေါ့ဒါပေမဲ့ဒီချိုးအချိန်ကြီးမှာသူကဒုက္ခဝေဒနာပေါ်တာပေါ့ဒီသူကမတနာကြီးခိုင်နာနဲ့တနာကြီးမတည့်ရက်တာနဲ့တနာကြီးလျောင်းပြီးတော့ရှိလာနေဆိုရင်သူကဒုက္ခဝေဒနာပေါ်ပုံရင်းတော့တူတူပေါ့ mà đây vậy nó lại với lâu dài phù với rồi nhiều lắm thầy nó tụi này với lâu thì mình nhiều đi tại vì thầy giáo mới <laughs> chỉ này với lâu này nhiều nè các bạn này lâu mà nhiều này tụi bạn thì anh thầy nghe thầy ngu bộ nên là tiếng mất thầy nhiều mũi <laughs> cả mà mà tiếng thầy nào cho được và tiếng thầy nghe không mà tụi bạn câu gì nào bởi ပေါ်နိုင်ရည်ရှိတာဘာလို့ဆိုဟိုငြိမ့်နေတာဟိုငြိမ့်နေသူကပထဝီဓာတ်တွေကသူကလွန်ကဲလာပထဝီဓာတ်တွေလွန်ကဲရင်သူကဒုက္ခဝိညာဉ်ပေါ်လာညာတော့ပြီဒုက္ခဝိညာဉ်ပေါ်တော့ကြိုက်ကြအာယမတ်အကြည့်မဲ့တဲ့ကသူတူကြီးပဲအလျောင်းနိုင်ရသွားရှုတော့အကြည့်မဲ့ဆိုရင်တော့တရားကြည့်ဟုတ်ဟုတ်မဟုတ်ဟုတ်ပေါ့တူတူလေတကယ်ဘာမှမကွာ ဒီတော့ဒီပြက်ပြည့်ပေါ့ကမ္မချက်တွေကိုအဓိကထားလို့တော့အာတရားကြီးကြားရင်ဒါပြင်ပန်းဆင်းရဲတယ်ဒီလိုမြင်နေတာပေါ့အဲ့ဒါကမြင်ပါနေတယ်ဒီကတော့တတိယပညာဖြစ်အောင်လုပ်လုပ်လုပ်နေတာကိုယ့်ဘုသင်တတိယပညာမဖြစ်လို့ဒါဘုသင်တို့ကဘုသင်တို့ရှိကိုပေါ်ပြီးတော့ဓမ္မယောကိုပေါ်ပြီးတော့ဒါတတိယပညာဆိုတာဒီလိုလောက်ရတယ်ဆိုတော့ပြီးတော့သင်ပေးတဲ့အနေနဲ့ဒါလောက်ရတယ် ်ဤဤနေပါဤမပါပဲမေမွေစေနဲ့ဤမပါပဲဤဤကိုထွက်စေနဲ့ဤနေရှိတဲ့ဆိုင်တဲ့လို့ကိုပြုလို့လာနောက်ပိုင်းတော့ဒီတော့အဒီနီယာမှာမပြောဘူးပေါ့ဒီဟာအင်ကျန်ရင်းနေဆိုပါလို့ဆိုတာဘမအဲ့ဒါကဝေဒနာပေါ်မှာသူကဘူတည်ပြီးတော့ဆုံးဖြတ်လိုက်တာအမပြောဘူးဆိုတာကမနောဒွါရမှာဒုက္ခဝေဒနာ သာလူတွေတော့ဓမ္မတတ္တဝိညာဉ်ပေါ့။ဖိညစ်တွေဆိုတဲ့ခန္ဓာကြောင့်။ဒီကကိုယ်ရောက်သွားရောရောက်သွားတော့ဆင်းညစ်စရာမရှိဘူးလားဆိုတော့ရှိတာ။အဝိညာဉ်ရှိတော့အကြည့်မယ်ဆိုရင်ရိတ်တာမှာပဲနေနေ။အိမ်မှာပဲနေနေ။ဒုက္ခဝေဒနာပေါ်ရင်ပေါ်မယ်ဒုက္ခဝေဒနာပေါ်ရင်ပေါ်မယ်ဥပိ္ပခဝေဒနာပေါ်ရင်ပေါ်မယ်ဒီ၃မျိုးပဲတစ်လက်စီပေါ်နေတာလေဒီလင်းသွားလို့မထင်ဘူး အဲ့လိုနားမလည်တော့ပါလဲဆိုတော့အာရိတာမှာအင်းညစ်စရာပဲအင်္ဂါနေမှာပြောစရာတချို့လည်းအင်္ဂါနေစိတ်ညစ်စရာရိတာနေမှာပြောစရာဒီလိုတင်တာမဟုတ်ဘူးလေရိတာမှာဒီလေပြောစရာဒုက္ခဝေဒနာကြီးပဲပေါ်တာမဟုတ်ဘူးလေအဲချိန်ကြိုက်မယ်စသည်ပြင်းပေါ့ ိညာတဝရာစင်မပြေဘူးဆိုရင်လည်းနောမနတဝေဒနာပေါ့တော့ပေါ်လာတာ။အိမ်မာနေတော့အမြဲတမ်းဒုက္ခဝေဒနာပေါ်ပြီးတော့စိတ်ချမ်းသာနေရတယ်မဟုတ်ဘူးလေ။ဒီမှာနေတော့လည်းအစင်မပြေရာကြုံတော့ဒုက္ခဝေဒနာပေါ်တာပဲ။ဒုက္ခဝေဒနာကကိုယ်ကာယမှာလည်းပေါ်တယ်၊မနောဒွာရမှာလည်းပေါ်တယ်။အရင်ကမှနေရတယ်အစင်မပြေရာကြုံရင်ဒုက္ခဝေဒနာပေါ်မယ်၊အစင်ပြေရာကြုံရင်ဒုက္ခဝေဒနာပေါ် ဒါပဲပေါ်ကြတယ်အိမ်မနေတာကပူကောင်းတာမျိုးရိတ်တာမနေတာပူကောင်းတာမျိုးတော့တကယ်တော့မဟုတ်ဘူးပေါ့ဒါပေမဲ့ဦးဇင်းတို့ကဒုက္ခဝေဒနာပေါ်များတဲ့နေရာကိုဦးဇင်းတို့ကကောင်းတယ်ဒီလိုတတ်မှတ်တာဦးဇင်းတို့တတ်မှတ်တာတော့မဟုတ်ဘူးတကယ်တင်ညာကတတ်မှတ်တယ်ဒုက္ခဝေဒနာပေါ်များရင်တော့မကောင်းဘူးချင်းချင်းเสียပဲဒီလိုတတ်မှတ်တာဒီကနောက်ပိုင်းကျတော့သူကဝေဒနာက ခပဲပေါ့ပေါ့ဒုက္ခပဲပေါ့ပေါ့သူကကုသိုလ်လည်းမဟုတ်ဘူးအကုသိုလ်လည်းမဟုတ်ဘူးတကယ်အရေးကြီးတာကဝေဒနာကအရေးကြီးတာပေါ့အဲ့ဝေဒနာပေါ်မှာလူနာနေလဲဆိုတဲ့တတိဉာဏ်ပညာဖြစ်တာကအရေးကြီးတာအနောက်ဘက်ရဲ့ဦးဇင်းတို့ဘဝမှာပေါ့ရွေးချယ်စရာတွေဆုံးဖြတ်စရာတွေပေါ်လာတယ်အရေးတာမနေရမလားအိမ်မနေရမလားဒီလောက်ကိုလုံးရင်ကောင်းမလားဘိုလ်လောက်ကိုလုံးရင်ကောင်းမလား တရားထိုင်တာစားဝင်ဒီတွက်လို့ရှူရမှာလားဝေဒနာကိုရှူရမှာလားစိတ်ကိုရှူရမှာလားအဲ့မှာဘုရားရှင်ကဓမ္မပဒံ၄ပါးဆိုတာခါနဲ့အဖြေထုတ်ပေးပြီးသားတယ်ကိုယ်တွက်ကုသိုလ်တရားတွေဖြစ်မယ်သတိဉာဏ်ပညာဖြစ်မယ်ဆိုရင်အဲ့ဒါကိုလုပ်ရမယ်ဒုက္ခဝေဒနာပေါ်ပေါ်မပေါ်ပေါ်ပေါ့ဝေဒနာပေါ်ခြင်းမပေါ်ခြင်းကအဓိကမဟုတ်ဘဲနဲ့ ီအာလောဘအာလောဒဆိုတဲ့ကုသိုလ်စိတ်တွေဖြစ်ဖို့သတိဉာဏ်ပညာဖြစ်ဖို့ဒါအဓိကအိမ်မှာနေတော့ဒုက္ခဝေဒနာတော့ပေါ်တယ်ဇိန်တော့ကြပါလေဘာကုသိုလ်စိတ်မှမဖြစ်ဘူးဘာအဋ္ဌဉာဏ်မှမဖြစ်ဘူးဆိုရင်ဟာလာဒုက္ခဝေဒနာမှာတာယာပြီးတော့တွေ့တာနေလောဘဖြစ်ပြီးတော့တကယ်ပယ်ကြမယ်ကြီးကွာဇိန်ကြတာအရှင်ပြေတာရှုဆောင်တခုတည်းလို့ပဲကြည့်လို့မရဘူးအဲ့လိုကြည့်နေတာကဒိဋ္ဌိပေါ့ ဝိညာဖြစ်နေတာအပေသွားမဲ့လမ်းကိုလုံနေတာအဖေအရင်ကစကားပြောဆိုပုံကအစတာတင်ပြီးထားတာစကား၆ခုကျိုးရှိတဲ့စကားမှန်တဲ့စကားဆိုရင်ပြောရမယ်။ဟောအကျိုးရှိတယ်မရှိဘူးဆိုတာကလည်းအဲ့ဒီကုသိုလ်စိတ်တွေဖြစ်မှဉာဏ်ပညာဖြစ်မှအကျိုးရှိတယ်ပေါ့ပါလေ။အပွဲစားလို့ပေါ့ပတ်စံနေရတိုင်းကျိုးရှိတယ်ဆိုပြီးတော့ ဟုတ်တာရင်လည်းပြောနေရမှာပေါ့။ဒါပေမဲ့ပွဲစားပွဲစားကြာကြာငွေကြီးတခုပဲအဓိကထားရည်ဆိုရင်ပေါ့။တော့ပတ်စံရရင်ကျိုးရှိတယ်ပဲတင်တာ။အဲ့တော့ပြောမှာပဲ။ဦးဇင်းကကျိုးရှိတယ်မရှိဘူးဆိုတာလေဒီကုလိုစိတ်အာမှုလိုစိတ်တွေကိုနားလည်ပါ။နားမလည်ဦးဇင်းကကိုနားလည်တဲ့ပေတံလည်းပဲအကျိုးရှိတယ်မရှိဘူးဆိုတာကိုဆုံးဖြတ်တာပေါ့။အာပတ်စံနေရရင်ကျိုးရှိတယ်။အခုကကုမိသားစုနဲ့တူတူနေရရင်ကျိုးရှိတယ်။ဒါမှမဟုတ် အာတသောတသောနေရတယ်ဇိမ်ကြတယ်ဆိုရင်ဒါအကျိုးရှိတယ်။ဟုတ်ဘူးဘုရားရှင်ဟောကြားတာကကုသိုလ်စိတ်ကြီးပြရမယ်တရိညာပညာပြရမယ်။ဒါမှအကျိုးရှိတယ်လေ။ဇိမ်ကြပြီးတော့ပတ်စံနေတော့ရပါတယ်။အာဟုလူစိတ်ကြီးဖြစ်နေဘယ်လိုအကျိုးရှိတယ်ပြောလို့ရ။အများနဲ့နေရတာနဲ့တယောက်တည်းနေရတာနဲ့ဒီတိုင်းပဲပေါ့။ ါဒီအများနဲ့နေရတော့စင်မတရားတွေကြုံမယ်ဒုက္ခဝေဒနာတွေကြုံမယ်ပေါ့ဒါပေမဲ့ဂရိဉာဏ်ပညာဖြစ်တယ်ကုသိုလ်စိတ်တွေဖြစ်တယ်ဆိုရင်ဒါဟာလုံးတင့်တယ်ဟလာဒီပေါ်မှာဝိရိယထားတင့်တယ်ကြိုးစားတင့်တယ်ဆိုတဲ့အတီမျိုးကရှိရမှာတို့ဒီဘေပေါ့အတူရဲ့ကြောင်းမြန်ပေါ့ ဟာအစီနေတော့ပြေးနေတာပဲဟာပတ်စံနေတော့ရနေတာပဲပေါ့ဇိန်တော့ကြနေတာပဲဒါပေမဲ့ဘာအဋ္ဌညာမှမတိုးဘူးဘာကုလိုဇိန်မှဟာလာမဖြစ်ဘူးဆိုရင်ဒါတကယ်အကျိုးရှိတယ်လို့ခေါ်လို့မရဘူးမြေဆရာတော်ဦးကျော်တိကဘာမင်းအင်မနာတော်ရဆရာတော်ပေါ့ဒီခေါ်ထားတာရှိတယ်ဟောအဋ္ဌညာနဲ့စိတ်သက် ရင်ကျမှုကိုဖြစ်စေတဲ့လူမျိုးမဟုတ်ဘူးဆိုရင်ဘယ်လုံးမှသူကတကယ်တန်ဖိုးရှိတယ်လို့ပြောလို့မရဘူး။ပဿနာတွေဘယ်လောက်ရရ၊ယာလူတွေဘယ်လောက်ရရ။ကိုယ့်ရဲ့အဉ္ဉဏ်နဲ့စိတ်ဓာတ်ဟာမြင်မာလာခြင်းတိုးတက်လာခြင်းမရှိဘူးဆိုရင်တကယ်တန်ဖိုးရှိတယ်လို့ပြောလို့မရဘူး။ဟုတ်ကဲ့အဉ္ဉဏ်နဲ့စိတ်ဓာတ်မရင်းကျက်လာဘူးဆိုရင်သူကအမှုလို့ဖြစ်သွားမှာပဲဒီပဿနာတွေရတယ်ပဿနာတွေကိုမမောတဲ့လောဘတွေဖြစ်ပါတယ်။ယာလူတွေရရင်လည်းအယာလူတွေကိုစုပ်ကိုင်နေ ရာဇူးတွေကိုအာဏာတွေကိုအလွဲသုံးစားလုပ်တဲ့အာဟုလူတွေကဖြစ်တော့မှာအဲ့ဒါဆိုရင်ဘဝကနေမုန်းဖို့ပဲရှိတော့ရာဇူးတွေဘယ်လောက်ကြီးကြီးပေါ့ပတ်စံတွေဘယ်လောက်ရရဟောဒါကြောင့်မို့သိလို့ဟောဒီဉာဏ်ပညာဖြစ်ဖို့ဒီဉာဏ်ပညာဖြစ်စေတဲ့ရှုထောင့်ကိုကြည့်ရမယ်တရားတခိုင်းနေဆိုရင်လည်းဒီလိုကရေတော့ င်းတို့ကကျတော့တရားရှင်စမ်းသပ်ပြီးသားပဲလေသူက၅ရောက်လာတယ်ဟောရမှာတယောက်တည်းကြီးလည်းဟောရမှာဒါပေမဲ့ပြင်မနာခြင်းတူတူပေါ့ဟုတ်လားဟောဒီဉာဏ်ပညာဖြစ်ဖို့အကျိုးဘက်ကကြည့်မယ်ဆိုရင်ဒါလူများများဟုတ်လားဒီဉာဏ်ပညာဖြစ်တယ်ဆိုရင်ဒါပို့ပြီးတော့အကျိုးရှိတာပို့ပြီးတော့အကျိုးရှိစေဖို့ဒါညွှန်ကြားတာအနှိမ့်ဆက်နေတာပေါ့ မယ်ဦးဇင်းတို့ကလည်းကြင့်နေပေါ့လေဥမာမနေ့စောစောထားနေလားမရှိဘူးတဲ့မနေ့စောစောထားမယ်ဆိုရင်ဦးဇင်းတို့ကစတာပြင်မှန်းနေလို့ခံစားရတယ်ပြင်မှန်းမသိလေဦးဇင်းတို့ကဒီဟဲ့လားကြောက်တယ်ပေါ့ပြင်မှန်းကတော့ဟုတ်တယ်ဒီဉာဏ်ပညာဖြစ်မဲ့ရှုဆောင်ရကြည့်မယ်ဆိုရင်ဒီဉာဏ်ပညာဆိုတာအတိဉာဏ်နဲ့စိတ်သက်တွေကိုမြင်မာနေတဲ့အကြောင်းတရားပါ တိညာနဲ့စိတ်ဓာတ်တွေမြင်မာဖို့ဆိုရင်ဦးဇင်းတို့ကတိညာပညာမဖြစ်ပဲနဲ့လေတိညာနဲ့စိတ်ဓာတ်တွေကမြင်မာလာမှာမဟုတ်ဘူးဒါတော့အခုခိကလာကြီးပဲကြည့်လို့ကြွားအတိုင်းကြီးကမကောင်းဘူးခိကမကောင်းဘူးဒီလိုပြောတာအဲ့တိုင်းကြီးဆိုတာကဟိုမြေကြီးတွေပဲမြန်မာနိုင်ငံဆိုတာကဒီကတိုင်းကြီးမကောင်းတာမဟုတ်ဘူးခိမကောင်းတာမဟုတ်ဘူးခိဆိုတာကာလပဲကာလဆိုတာတတ်မှတ်ချက်တိညာမမလူတွေရဲ့ သူကြီးကြီးရဲ့တိညာတွေစိတ်သက်တွေဟာပြောရင်တော့မြန်မာမျိုးရှိလို့ပေါ့ဘုရားဘာသာရေးလို့ရပြောနေတယ်ပေါ့အချောင်းကြီးချောင်းသားပေါ့ဝင်ရရရင်ယူတယ်အဲတာဝန်ယူရမယ်တာဝန်ခံရမယ်ဆိုရင်မရှိတော့ဘူးစသည်ဖြင့်ပေါ့ဒီကတော့လူတွေဖြစ်နေမကောင်းတာမဟုတ်ဘူးပေါ့လူတွေမကောင်းတာမဟုတ်ဘူးပေါ့အဲအသိဉာဏ်နဲ့စိတ်သက်တွေနှိမ့်ကြနေလို့ ဆင်မပြေမှုတွေဒုက္ခတွေများနေတာဒါလို့ဆိုရင်တော့ဝိညာဉ်နဲ့တဏှာတွေအာကြီးနေကြတာအမှန်မတိမှုတွေအာကြီးတယ်လောဘဒေါသတွေအာကြီးတယ်အဲဒါကြောင့်မို့ဆင်းရဲဒုက္ခတွေကြော်ရတယ်ပြောရအောင်ကုသိုလ်စိတ်တွေအဖြစ်များကြတယ်ကုသိုလ်စိတ်တွေဖြစ်နေကြတယ်ဒီပဋ္ဌာန်းတွေယူနေပေမဲ့လည်းဦးဇင်းတို့ဟာလားနှလုံးသွင်းမာတဲ့ဝေါ်တာမာနေတဲ့လူတွေအများကြီးပဲဦးဇင်းတို့တွေ့ ော်ဒီဉာဏ်နဲ့စိတ်ဓာတ်ကိုပြောင်းလဲနိုင်ခြင်းမရှိဘူးဆိုရင်ဝိညာဒနာတွေကသွန်းမို့နေပါဝိညာဒနာသွန်းမို့ရင်အဲ့ဒါကဘုရားတစ္ဆာဒုက္ခဖြစ်ကြောင်းပြိစ္ဆာဓမ္မကဒီလိုဘုရားကပေါ်တာဒုက္ခဖြစ်ကြောင်းဆိုရင်ဒုက္ခဖြစ်ကြိုးတွေကြုံပါပဲမကြုံခြင်းလို့မရဘူးဒါပေမဲ့ဦးဇင်းတို့ကဒီဒုက္ခဖြစ်ကြောင်းนี่သူဦးချင်းစီကလုံနေတယ်ဟလာအာဟုလူစိတ်တီဖြစ်တာကိုသားကြဘူး ကားနိုင်တဲ့ဒိဋ္ဌိဉာဏ်ပညာပြောင်းနေယူသာအထုတ်ခြင်းမရှိကြဘူးအဲ့တော့သင်္ဒုက္ခတွေကြုံကြရတယ်။ဒါကဒီလိုနားလည်ရမှာ။ဒိဋ္ဌိဉာဏ်ပညာဖြစ်စေတဲ့ဒီဝိပဿနာဉာဏ်လို့ဒီသစ္စာတရားတွေနားကြားတဲ့ပေါ့ဉာဏ်လို့ဒီကိုသင်တော့ကြိုးကြိုးစားစားလုပ်အောင်။ဒါရင်မလို့တော့ဝိသတနာတွေအားကြီးပြီးတော့ဝိသတနာဆိုတာကဆင်းရဲဒုက္ခဖြစ်ကြောင်းဆိုတော့ဒါဆင်းရဲဒုက္ခတွေဒါနိုင်ငံနဲ့ချိန်ပြီးတော့ဖြစ်နေတာ။ မေဦးဇင်းတော့တကယ်အကြောင်းတော့နားမလည်ဘူးပေါ့အာဖြစ်မကောင်းလို့ကာလာကြီးကမကောင်းလို့နိုင်ငံကြီးမကောင်းလို့တိုင်းပြည်မကောင်းလို့ဆိုတော့တကယ်အကြောင်းတရားကပြောက်ပြင်းညက်အကြောင်းတရားတွေနဲ့ပဲအတိုင်းမကောင်းတော့ဘာလို့ဒီအတိုင်းပြည်ကမြေပုံကြီးပဲမြေပုံကြီးကမကောင်းကောင်းနေမှာမြေ သူချင်းစီရဲ့စိတ်ဓာတ်နဲ့အတိညာဉ်ကြီးမြင်မာဖို့ဆိုတာပေါ့စိတ်ဓာတ်နဲ့အတိညာဉ်ကြီးမြင်မာဖို့ဆိုတာကလည်းဒီတတိပဋ္ဌာန်တရားပေါ့ဒီယုတ်တရားနဲ့တရားတွေဒါတွေကိုနားလည်မှုလို့တာပေါ့သူအတ္တကြီးတဲ့တကူကောင်းဆန်နေဥပမာဆိုတော့ပြင်းနေဆိုတာတော့ငါတတ်တာတယ်လို့သူကယူဆလို့သူကပြင်းတာဒီကအခြေခံအကြောင်းကတော့သူကငါပေါ့လေငါရှိတယ်ဒုက္ခဝိညာဉ်ပေါ်ရင်လည်းသူကဒုက္ခဝိညာဉ်ပေါ်ရင်လို့မသိဘူး ဘာတက်တာလဲဒုက္ခဝိညာဉ်ပေါ်ရင်လည်းဒုက္ခဝိညာဉ်ပေါ်တယ်လို့မသိဘူးလေကွာငါဆင်းရဲတယ်ငါပင်ပန်းတယ်ငါပဲလုံနေရတယ်ဆိုတော့မလုံချင်တော့ဘူးတော့အချောင်းကိုယ်တယ်ဒီတာကိုယ်တယ်ကြီးကြီးတယ်ဆိုတာလေဒီငါဆိုတဲ့ပေါ့ယူမားကိုခြေခံလာတာငါဆိုတဲ့ယူမားပြုတ်သွားရင်သူကတောင်တိမှုတွေညံ့နာခံမှုတွေကိုယူဆမှုတွေညာကျူဆောင်ရဲ့နိုင်မှုတွေရတယ်ဖြစ်လာတယ် ော်တချို့ပရာဟိတလုပ်ပြီးမဲ့ငါဆိုတဲ့ဒိဋ္ဌိမပြုတ်တော့ဒီအများကျိုးအတွက်လုံရင်းနဲ့ပဲကုကျိုးရှာမှုတွေအလွဲသုံးစားလုပ်မှုတွေနိုင်ခြင်းမှုတွေကိုယ်နဲ့ပတ်သက်တဲ့လူကိုပဲဗလိုင်းမှုတွေဒါတွေဖြစ်ကြတာအယုံဦးဇင်းတို့ဒီတတိယဉာဏ်ပညာဖြစ်ဖို့လိုတယ်အတ္တဆိုတဲ့ငါဒိဋ္ဌိငါရှိတယ်ဆိုတဲ့အယူမဒိဋ္ဌိပြုတ်ဖို့ ါမှလည်းဆင်းရဲဒုက္ခတွေကနေလွတ်ကြောင်းလမ်းကြောင်းကိုရောက်နေ